ကျွန်တော်ပန်တို့ကြစီကချန်ပီယံကပတ်ကိုလာယူလာလို့ဂျင်းဝါလိုက်တဲ့ဂျိုရှိုပန်ပရိသတ်များလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇွန်တင်ဆက်နေပါပြီ Professional တိုက်ခိုက်ရေးလောကမှာစိတ်သက်ဆိုတာနီးစနစ်နဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေနဲ့တူရေးပါတဲ့စိတ်ပိုင်းတစ်ခုဖြစ်ပါတယ်ပန်တို့ကြနဲ့ရှင်မန်ထိုးတဲ့ရမဲ့ပွဲပေါ်မှာချင်းလေးဗန်ပြောကြားလာခဲ့တဲ့ဇာတ်ရီကသူရဲ့ကစားမဘွားကဘလို့ခကြီးကိုရောက်နေပြီလဲဆိုတာထင်ရှားနေပါတယ် Brandon Rivier နဲ့ပွဲတုန်းကလည်းကျွန်တော်ရှုံးရင်ဘာမှမဖြစ်ဘူးထိတ်တန်းဖိုင်တာနဲ့ဆိုတော့အတွေ့အကြုံရတာပေါ့အသက်ကလည်းငယ်သေးရဲ့ဆိုပြီးတော့ပြောခဲ့ကြတာပါပဲလို့ဗန်က ဘိုးအဟောင်းကြီးကိုပြန်ပြီးတော့လှန်လာခဲ့ပါတယ်။အဲတုန်းကဆိုရင်ကျွန်တော်ပါဝင်တကဘာလုံးနီးပါးကဗန်နိုင်ရဖို့မလွယ်ဘူးလို့ပဲမြင်ခဲ့ကြတာပါ။ဒါပေမဲ့တကယ်တမ်းရှင်မြိုင်ကစားရမှာတော့ဗန်ကအားလုံးကိုပါဇက်အဟောင်းသားဖြစ်စေခဲ့တဲ့ရန်ဆောင်ကြီးတွေနဲ့ rival ကိုနိုင်ယူပြနိုင်ခဲ့ပါတယ်။အခုဗန်ကကျွန်တော်တို့လာခဲ့တာကဘာအကောင်းဆုံးချန်ပီယံတစ်ယောက်ဖြစ်တဲ့ပန်ဒိုချာစီကချန်ပီယံကဘက်ကိုယူဖို့လာခဲ့တာပါ။ရှုံးမပြင်းစင်လာတာမဟုတ်ပါဘူးဆိုတော့ပြောကြလာခဲ့ပါ ರೀ ဒီစကားက contender mindset စိန်ခေါ်သူရဲ့စိတ်သက်မျိုး ဖန်ရဲ့စိတ်ထဲမှာပြောင်းလဲသွားခဲ့ပြီဆိုတာအတီလင်းပြသလိုက်တာဖြစ်ပါ ड़ी ဒီစကားကဗန်ကသူ့ကိုယ်သူဖိအားပြပေးလိုက်တဲ့ပုံစံမျိုးပေါက်သွားပါ ड़ी သူခုပွဲကိုလာတာကထိုးချေ gate manila ရှာတာမဟုတ်သူ့ရဲ့တမူဝမ်းကြောင်းဘဝကိုပြောင်းလဲပေးမယ့်အမြင့်ဆုံးစုစိတ်ကိုလာယူတာဖြစ်တယ်ဆိုတာကြေညာလိုက်တာပါဗန်ရဲ့စကားတွေကသူ့ကိုအတွေ့အကြုံယူဖို့တာလာရောက်သူဖြစ်တတ်မဲ့ဝေဖန်သူတွေကိုဓာတ်ရိုက်တုံ့ပြန်လိုက်တာလည်းဖြစ်ပါ ड़ी အတလဲငယ်သေးရဲ့ဆိုတဲ့စကားကတတောင်းတတဖြစ်စီပေမယ့်ကြီးကျယ်တဲ့အောင်မြင်မှုကိုယူဆောင်မပေးပါဘူး ဗန်ကသူဟာငယ်ရွယ်ပေမဲ့စိတ်တပိုင်းဆိုင်ရာပြင်ဆင်မှုကရင့်ကျက်နေပြီဆိုတာပြသခဲ့ပါတယ်။နိုင်လိုစိတ် will to win ကသာကမ္ဘာစဉ်ကစားမားတွေကြားမှာအဆုံးဖြတ်ပေးတဲ့အရာပါ။ဗန်ကဘန်တူကြားရဲ့စိတ်ဓာတ်ကိုပါဖိအားပေးဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဗန်ရဲ့စကားကသူ့ကိုယ်သူရောသူ့ရဲ့လက်ချင်ရဲ့ဖွဲ့ coaching team ကိုပါအတည်ပြုလိုက်ကြပါ။ကျွန်တော်ရှင်းမှုတွေပြင်ဆင်လာတာမဟုတ်ဘူးဆိုတာကပြင်ဆင်မှုအားလုံးကဘန်တူကြားရဲ့အားနည်းချက်ကိုဘယ်လိုဖော်ထုတ်မလဲဆိုတဲ့အချက်တစ်ခုတည်းပေါ်မှာသာအယုံဆိုင်ကြရလို့ဆိုလိုတာဖြစ်ပါတယ်။ ဒါကရိုးရိုးဘောလုံးပွဲသွားကြည့်တယ်လို့သဘောထားမျိုးမဟုတ်ဘဲနဲ့စစ်ပွဲတစ်ခုကိုပြင်ဆင်လာတာဖြစ်ပါတယ်။ဗိုင်းရဲ့လူမျိုးစိတ်တဲ့ခိုင်မာမှုဟာဘန်ဒိုဂျာနဲ့ပွဲမှာတကယ်ကိုရေးပါရအာသာချက်ဖြစ်လာနေပါတယ်။ဘန်ဒိုဂျာကသူ့ရဲ့စိတ်တဲ့ပိုင်းဆိုင်ရာဖိအားပေးမှုမန်တီပရက်ရှာနဲ့ပြမဲနိုင်လူစိတ်ကိုချိုးဖျက်ပြရတာကိုနှစ်သက်ပါတယ်။ဗန်သာရှုံးမှုပြင်ဆင်မလာဘူးဆိုတဲ့စိတ်နဲ့တောင်းခံထားနိုင်မယ်ဆိုရင်ဘန်ဒိုဂျာရဲ့ဖိအားကအကျိုးမဖြစ်ထုံးမဲနဲ့ပင်ပန်းယုံသာ ရှိပါတယ်။မြေပြင်ဆွဲချခံရတဲ့အခါအရှုံးမပေးဘူးဆိုတဲ့စိတ်ဓာတ်ကပဲဖိုက်တာကိုအသက်ရှင်တန်စီတာပါ။ ဗန်အင်းနဲ့ဗန်တို့ကြားရဲ့ချုပ်ကွက်တွေကိုလက်မခံမနဲ့တဲတဲကြောကြောပြန်ထားခြင်း aggressive scrambling ကိုအသက်ပေးလှုံ့ဆောင်နိုင်စွမ်းရှိပါလိမ့်မယ်။ရှုံးမှကြောက်တဲ့စိတ်ရှိနေမယ်ဆိုရင် fighter တွေကလက်သီးထိုးဖို့တွန်းဆုတ်တတ်ကြပါရည်။ဗန်တို့ကြားလို grappler တယောက်ကိုရှေ့တိုးထိုးတက်ဖို့ဆိုရင်တတိရှိရမှာဖြစ်ပါရည်။ဗန်ရဲ့ဒီစိတ်ဓာတ်ကသူ့ရဲ့ boxing skill ကိုအခက်အခဲမရှိအစွမ်းကုန်ထိုးဖော်ခွင့်ပေးပါလိမ့်မယ်။သူကဗန်တို့ကြားရဲ့ခနာကိုယ်ကိုအချိန်ပြည့်တိုက်ခိုက်နေပြီးတော့သူ့ရဲ့ cardio ကိုဖြိုခွင်းဖို့ကြိုးစားမှာဖြစ်ပါရည်။ ဒီကြညာချက်ကဗန်းရဲ့ကိုယ်ကိုယ်ကိုမြင်တဲ့ပုံရိပ်ကိုအဆုံးဖြတ်ပေးလိုက်တာလည်းဖြစ်ပါ ड़ी ။ချမ်ပန်ကပတ်ဆိုတာယူရိုဆူရစိတ်တခုမဟုတ်ပါဘူး။ဒါကအစင်တန်းငွေကြီးဂုံတိတ်ခါနဲ့တမိုင်းပါပဲ။ဗန်းကအတွေ့အကြုံထက်အရိယာအလုံးကိုချက်ချင်းလိုချင်နေပြီဆိုတာပြသလိုက်တာပါ။ဗန်းရဲ့လိုမျိုးစိတ်သက်ပြင်းပြမှုကသူ့ရဲ့နေပြအဖွဲ့ကိုလည်းအားရင်နေဖြစ်စေပါ ड़ी ။ကစားမကလိုမျိုးအောင်မြင်မှုကိုပဲတောင်းဆိုနေရင်နေပြတွေကအရှုံးကိုစိတ်ကူးတဲ့တောင်မှထက်မစင်းစားတော့ပဲနဲ့။အနာရမဲ့နေပြဟာ winning blueprint ကိုသာဦးတည်ပြီးတော့အချိန်ပြည့်အာရုံစိုက်ရပါတော့မယ်။ အကျိုးဆိုရမယ်ဆိုရင်တော့ဗိုင်းရပ်စကလုံးတွေဟာရိုးရှင်းမင်မင်အားကောင်းပါ ರಿ ။ဒါကသူ့ရဲ့ကစားမဘွားမှာကလေးဘွားကနေလူကြီးဘွားကိုကူပြောင်းခြင်းရဲ့အမှတ်သားလေးဖြစ်ပါ ರಿ ။သူကဝေဖန်သူတွေရဲ့အမြင်ကိုလုံးဝလက်မခံတော့ဘဲနဲ့ဗန်ဒိုဂျာကိုအပြည့်အဝစိန်ခေါ်ဖို့စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီးသွားပြီဆိုတာထင်ရှားပါ ರಿ ။ဒီလိုစိတ်ထဲနဲ့မှသာဗန်ဒိုဂျာလိုကမ္ဘာအဆင့်ချန်ပီယံတဦးကိုအနိုင်ယူဖို့အခွင့်အရေးရှိမှလည်းဖြစ်ကြပါမယ်။ဆုံးထိလိုက်ပါကြီးရှုပေးကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါ ರಿ များ။